မင်္ဂလာပါခင်ဗျာ Revolut Baba News Channel ကနေပြီးတော့ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်အာဏာသိမ်းမှုကိုအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒအပေါ်ချိန်ချောက်မှုအဖြစ်နဲ့သတ်မှတ်တဲ့အမိန့်ကိုသမ္မတ Trump ကတနေ့ထပ်မံပြီးတော့တက်တန်းတိုးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာ2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်အမေရိကန်သမ္မတ Biden က ဲ့ဒီစစ်အာဏာသိမ်းမှုကိုအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒအပေါ်ချိန်ချောက်မှုအဖြစ်နဲ့သတ်မှတ်တဲ့အမိတ်အမှန်တက်၄၃၁၄ကို၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာတတ်မှတ်ကြေညာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအမိန့်ကိုနှစ်စဉ်တက်တန်းတိုးလာခဲ့ရမှာအခုနောက်ဆုံး American သမ္မတ Trump လက်ထက်မှာလည်းအဲ့ဒီအမိန့်ကိုဆက်လက်ပြီးတော့ ထမှန်တတ်တန်းတိုးလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ခံအစိုးရကိုဖျောက်ချပြီးတော့အစိုးရခေါင်းဆောင်များနိုင်ငံရေးသမားများလူအခွင့်ရေးကာကွယ်သူများဘာသာရေးခေါင်းဆောင်များကိုဖမ်းဆီးခြင်းပြည်သူလူထုအစိုးရရဲ့စံတော်ကိုစန့်ကျင်ခြင်းဒီမိုကရေစီအကူအပြောင်းနဲ့တရားဥပဒေစိုးမိုးမှုကိုတွေးဖက်ခြင်းတို့မှာအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့နိုင်ငံသားရေးမူဝါဒကိုချိမ့်ချောက်မှုအဖြစ်နဲ့တမရအမိန့်နဲ့တတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတတ်မှတ်ရန်ကွန်ကရစ်လွှတ်တော်ရဲ့အတည်ပြုချက်မလိုဘဲ တမရရဲ့လုတ်ပိုင်ခွင့်အာဏာအတွင်းထဲကနေပြီးတော့တတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာအရေးလှုပ်ရှားသူများရဲ့အဆိုအရအမေရိကန်အနေနဲ့မြန်မာစစ်တပ်နဲ့မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုများကိုဆက်လက်ထားရှိမှာဖြစ်ပြီးတော့နှစ်နိုင်ငံတန်တမာဆက်ဆံရေးမှာလည်းတအမကြီးအစ်စ်မထားမနဲ့အစ်စ်နှိမ့်ချထားမှာဖြစ်တယ်လို့သိရပါတယ်မြန်မာအရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်မူဝါဒမပြောင်းလဲတဲ့အတွက်မြန်မာနိုင်ငံသားများအတွက်ခိုလုံခွင့်ပေးမှုများလဲဆက်လက်ပြီးတော့တက်တန်းတိုးမတိုးကိုတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့သုံးသပ်ပြောဆိုထားပါတယ် စီးပွားရေးပိတ်ဆို့မှုတွေကတော့ဆက်လက်ပြီးတော့ရှိနေဦးမှာပါမင်းအွန်လိုင်းအပါအဝင်အရေးယူပိတ်ဆို့ထားတဲ့စစ်ဘိုလ်ချုပ်တွေရဲ့အခြေအနေကလည်းဆက်လက်ပြီးတော့ပိတ်ဆို့ခံနေရဦးမှာဖြစ်ပါတယ်လို့မြန်မာအရေးတုံးသက်သူ Igor Blake ကတုံးသက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒုက္ခသည်ခေါ်ယူရေးအစီအစဉ်တွေကိုအမေရိကန်ကစိုင်းငံ့ထားတဲ့အတွက်အရေးဆုံးပြီးတော့ထွက်ခွာဖို့ကြိုးပမ်းတာတွေကိုမလုပ်ကြဘို့မလေးရှားမှာရှိနေတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကဗော်ဒဝူးနဲ့မှာသတိပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီတော်တွင်မှာဒုက္ခသည်တွေကိုအမေရိကန်ကိုရောက်အောင်ပို့ပေးမယ်ဆိုပြီးတော့လိမ့်လည်နေသူတွေကိုလည်းသတိထားကြဖို့အတွက်မြန်မာအဖွဲ့အစည်းတွေကသတိပေးနေတယ်လို့သိရပါတယ်။ အမေရိကန်ကိုဒုက္ခတဲ့အနေနဲ့အရေးဆုံးပြီးတော့ထွက်ခွာတာမျိုးတွေမလုပ်ကြဘူးမလေးရှားကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့သတိပေးစာကိုကိုးကားပြီးတော့မြန်မာအရေးပတ်အဖွဲ့တွေကထပ်မံပြီးတော့သတိပေးလိုက်ပါတယ်အကြောင်းကတော့အမေရိကန်ကဒုက္ခတဲ့အစီအစဉ် USRAP ကိုစိုင်းငံ့ထားတဲ့အချိန်မှာဘယ်နည်းနဲ့မှထွက်လို့ရမှာမဟုတ်ကြောင်းကိုလည်းကုလသမဂ္ဂအဖွဲ့အစည်းတွေကသတိပေးထားတယ်လို့သိရပါတယ် နိုင်ငံသားကိုထွက်ဖို့အကူအညီပေးနိုင်တယ်ဆိုတဲ့ကမ်းလှမ်းမှုတွေဟာအလိမ်အညာတွေဖြစ်ကြောင်းကုလသမဂ္ဂဒုက္ခသည် Agency UNHCR ရဲ့သတိပေးစာကိုကိုးကားပြီးတော့မြန်မာအဖွဲ့အစည်းတွေကပြောနေတာပါမလေးရှားမြန်မာအလုံသမားများအဖွဲ့ MWO ရဲ့ဥက္ကဋ္ဌဦးအိမ်လိုင်ကအခုလိုပဲပြောကြားလာပါတယ်ဒုက္ခသည်အုပ်စုအဲ့ဒီလိုပဲပြောရမှာပေါ့နော်ဒုက္ခသည်အုပ်စုတွေကြားထဲမှာရှိပါတယ်နောက်တစ်ခုကတော့ passport ကိုင်းထားတဲ့သူတချို့တလေထဲမှာလည်းရှိတတ်ပါတယ် ကျွန်တော်တို့ကြားနေရတာကတော့ scammer ဆန်ဆန်မျိုးပေါ့အဲ့ဒီလိုလိမ်တဲ့လူတွေကပုံစံမျိုးစုံနဲ့လိမ်နေတာပေါ့နော်အဲ့ဒါကလူတယောက်ကိုဘလောက်ပေးရင်ဘယ်နှလားအတွင်းမှာ USA ကိုသွားရမယ်ဆိုပြီးမလုံးတွေပေးနေတာမျိုးပေါ့တကယ်ခံလိုက်ရတဲ့သူတွေလည်းရှိတဲ့အတွက်သတိထားဖို့လိုအပ်ပါတယ်လို့ပြောဆိုထားပါတယ်မလေးရှားကိုရောက်နေတဲ့မြန်မာတွေအနေနဲ့တတိယနိုင်ငံကိုထွက်ခွာဖို့တေးကြပြီဆိုတဲ့မျှော်လင့်ချက်နဲ့အလုတ်ကနေထွက်လိုက်တာမျိုးပိုင်ဆိုင်မှုတွေကိုရောင်းချလိုက်တာမျိုးတာသမီတွေကိုအကြောင်းကနေထုတ်လိုက်တာတွေမလုပ်ကြဖို့အတွက်မြမအဖွဲ့စည်းတွေကတိုက်တွန်းထားပါတယ် ်မလေးရှားအစိုးရကလည်းသူ့နိုင်ငံထဲမှာတရားမဝင် နေထိုင်သူတွေရဲ့အခြေအနေကိုစောင့်ကြည့်နေကြောင်းဥအိမ်လိုင်ကပြောကြားထားပါတယ်ပုံမွေလင်းလင်းပြောရရင်ဗျာအခုအချိန်မှာမလေးရှားအစိုးရကလည်းနေရာတိုင်းနှီးပါမှာအဖမ်းဆီးတွေလုပ်နေတဲ့အချိန်ဖြစ်ပါတယ်တချို့တချို့တော့မြန်မာတွေကလည်းပတ်ဝန်းကျင်ကအမြင်မကြည်လင်အောင်လို့မူယူတောက်စားရန်ကားနေတာမျိုးတွေပတ်ဝန်းကျင်မျက်စိဇမင်မွေးစုအောင်အနောက်ဆက်ဖြစ်အောင်နေတာမျိုးတွေကြတော့အဆင်မပြေဘူးပေါ့ငကိုကလေးကမှအဖမ်းဆီးကလည်းတအားများတယ်တိုင်ရင်လည်းချက်ချင်းလာဖမ်းတာဆိုတော့ကိုယ့်ဘက်ကစင်ကြင်တဲ့တာပေါ့ အထောက်ထားမဲ့အများစုကတော့ဒုက္ခတွေခုံလုံခွင့်ရှောက်ထားတာတွေရှိပေမဲ့မရသေးကြတဲ့သူတွေအများကြီးပဲရှိပါတယ်လို့ပြောဆိုထားပါတယ်။ထိုင်းနိုင်ငံအုံပြန်ဒုက္ခတွေစခန်းမှာဆယ်စုနှစ်တခုကျော်ကြာနေထိုင်ခဲ့တဲ့သူတချို့ဟာအမေရိကန်ကိုထွက်ခွာမဲ့ဆဲဆဲမှာအမေရိကန်ရဲ့ဒုက္ခတွေအစီအစဉ်တွေရပ်ဆိုင်းသွားတာကြောင့်မဲဆောင်မျိုးကနေပြီးတော့ပြန်လှည့်ခဲ့ရတယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံကိုတရားမဝင်ဝင်ရောက်လာသူတွေကိုလည်းအမေရိကန်လူဝင်မှုကြီးကြပ်ရေးကဇက်တိုက်ကိုဖမ်းဆီးနေပါတယ်သူတို့ကိုနေရက်ကိုပြန်မပို့ခင်ကျူးဘားနိုင်ငံကဂွာတာနာမိုအချင်းတော်မှာယာယီထိမ့်သိမ်းထားမယ်လို့ပန်တဂွန်စစ်ဌာနချုပ်ကပြောဆိုထားပါတယ် US 8ရဲ့ယာယီအကြီးအကဲအဖြစ်နဲ့တာဝန်ပေးအပ်ခြင်းခံရတဲ့နိုင်ငံသားရေးဝန်ကြီးမာကိုရူဘိုင်ယိုကတော့အခုလိုနိုင်ငံရဲ့အခြားအကူအညီတွေစိုင်းငံ့ထားရတာဟာအမေရိကန်ရဲ့နိုင်ငံရဲ့အခြားအကူအညီတွေဟာအမှန်တကယ်လိုအပ်နေတဲ့သူတွေထံကို အမှန်တကယ်ရောက်မရောက်ပြန်လဲစီစစ်ဖို့လိုအပ်တာကြောင့်ဖြစ်ပြီးတော့အမေရိကန်ရဲ့အကူအညီတွေဟာအမေရိကန်အကျိုးစီးပွားကိုဗဟုပြုရမယ်လို့ပြောကြားထားပါတယ်။မလေးရှားကိုရောက်လာပြီးတော့ကုလသမဂ္ဂရဲ့ဒုက္ခသည်အစီအစဉ်ကိုရှောက်ထားဖို့ကြိုးပမ်းထားတဲ့မြန်မာနိုင်ငံသားအယောက်တသိန်းလောက်ရှိတယ်လို့မြန်မာအဖွဲ့အစည်းတချို့ကပြောပါတယ်။2024ခုနှစ်ခရီးကချင်းနဲ့ရခိုင်ကဒုက္ခသည်တွေထပ်မံဝင်ရောက်လာပြီးတော့စုစုပေါင်းအယောက်8000လောက်ရှိမယ်လို့လည်းခန့်မှန်းထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AMD တိုင်းအတွင် AA ရဲ့ထိုးစစ်ကိုအကြမ်းမဲ့စစ်တပ်ကကြောက်လန့်နေတဲ့အတွက်တိုင်းဆိုးရယုံတက်ရင်းနဲ့ရဲစခန်းများပါပါခန်းစစ်တွေပြင်ဆင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပတ်သိမ်မြို့တိုင်းဆိုးရယုံဝင်အတွင်းမှာရှိတဲ့အဝင်ဂိတ်များမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများကဘန်ကာအစ်စ်များကိုဆောက်လုပ်ထားပြီးတော့ပဲအိတ်များအထက်ထက်ကာယံထားတယ်လို့သိရပါဗျ။အဲ့ဒီဘန်ကာများပေါ်မှာတနက်တင်ပြီးတော့ပြစ်နိုင်တဲ့နေရာတစ်ခုသာအလွတ်ထားပြီးတော့နေရာအလုံးကိုပိတ်ဆို့ကာယံခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ တိုင်းရဲတပ်ဖွဲ့ရုံများမှာလဲရဲမှူးကြီးတင်စော်ထွန်းရဲ့ညွှန်ကြားချက်နဲ့စခန်းပတ်ပတ်လဲမှာဂရုချင်းများဗန်ဂါများဘုံခုချင်းများနဲ့ခန်းစစ်တွေပြင်ဆင်ထားတယ်လို့သိရပါဗျာ ပသိမ်မြို့နယ်ရွာတက်ကုန်းနယ်စမ်းမြိုင်ကြီးရွာအနီးမှာရှိတဲ့အမှတ်900ခွန်စစ်မြေပြင်အင်ဂျင်နီယာတိုင်ရင်မှာလဲတပ်အဝင်လမ်းဘေးနဲ့တပ်ဝင်းပတ်ပတ်လေမှာခြံစည်းရုံးများကာယံပြီးတော့ဂရုတ်ကျင်းများတူးကခန်းစစ်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။အလားတူပဲကျောင်းကုန်းမြို့ရဲစခန်းမှာလဲရဲမှုအောင်နိုင်ဦးရဲ့ညွှန်ကြားချက်နဲ့စခန်းပတ်ပတ်လေအတွင်းမှာဘီလက်မြေအိတ်များအတွင်မြေကြီးများကိုထည့်ကအထက်ထက်ကာယံပြီးဘန်ကာများ၁၀ခုထက်မနည်းစောက်လုပ်က ကျောင်းကုန်းတရားပေါ်မှာလဲဘန်ကာအကြီးနှစ်ခုကိုပြုတ်လုထားတယ်လို့သိရပါဗျ။တရားကိုဖျက်ဆီးသွားလာနေတဲ့ကားဆိုင်ကယ်များကိုလည်းရဲတပ်ချက်ကြီးတအူရဲတပ်သားတအူနဲ့အရုပ်ဝတ်တအူတို့ကစစ်ဆေးပြီးတော့ငွေတောင်းခံမှုများကိုနေစဉ်ပြုတ်လုနေကညဘက်မှာလဲတရားအစင်းမှာကင်းမုံများကိုချထားတယ်လို့သိရပါဗျ။ဒါအပြင်တာပေါင်းမျိုးနဲ့စက်ကူစက်ယုံကဝန်ထမ်းများကိုလည်းဖေဖော်ဝါရီလ3ရက်နေ့ကနေစပြီးတော့အကြမ်းဖက်ဆက်တက်ကပြည်သူ့စစ်ဌာနအဖွဲ့အဖြစ်နဲ့အရေးပေါ်ဖွဲ့စည်းပြီးတော့အခြေခံစစ်ပညာသင်တန်းများကိုစတင်ဖွင့်လှစ်တင် जा ပေးနေတယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ4ရက်နေ့မှာလဲအနန်းကုန်းကြီး ရွာကိုစစ်သားအင်အားတရားကျော်ခန့်နဲ့ရောက်ရှိလာပြီးတော့ကျေးရွာဖုံးကြီးเจ้าမှာတက်ဆွဲထားတယ်လို့သိရပါတယ်။အုတ်ချုပ်ရဲမှုများကလည်းပြည်သူများည6နာရီနောက်ပိုင်းအပြင်မထွက်ရန်နှုတ်မိတ်နဲ့ညွှန်ကြားထားတယ်လို့သိရပါတယ်။တာပေါင်းမြို့နယ်ကြားကောင်းရွာဘက်ကဖေဖော်ဝါရီလ9ရက်နေ့ညပိုင်းမှာကုန်တင်ကားတစ်စီးနဲ့ဒဏ်ရာရတဲ့စစ်သားအများပြားကိုတယ်ဆောင်လာပြီးတော့မကြီးစင်တာပေါင်းလမ်းပိုင်းကနေပသိမ်မြို့အမှတ်၄ဆင့်မြေပြင်စေးတက်ရင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အလားတူပဲရွှေတောင်ရံရဲစခန်းကရဲ၃ဦးဟာလည်း ်သဘောကန်တောထဲမှာကင်းဆောင်နေတဲ့အချိန်စစ်သားများထောင်ထားတဲ့မိုင်းနဲ့မိပြီးတော့သုံးစလုံးဒဏ်ရာရရှိကပသိမ်မြို့အမှတ်လေးစစ်မြေပြင်စစ်တပ်ရင်းမှာစေကူတမှုခံယူနေရတယ်လို့သိရပါတယ်ခန်းစစ်ကတော့စစ်ခွေးတွေရှိတဲ့နေရာတိုင်းမှာပြင်ဆင်နေတာဗန်ကာတွေလည်းအရင်ကလိုတဲအိတ်နည်းနည်းလေးမဟုတ်တော့ဘူးအထက်ထက်ကိုကာထားတာဒဏ်ရာရတဲ့ရဲတွေနဲ့စစ်သားတွေကိုလည်းအမှတ်လေးစစ်မြေပြင်စစ်တပ်ရင်းကိုတောက်လျှောက်ကိုပို့နေရတယ်လူမသိသူမသိလဲပို့တယ်ကုန်တင်ကားတွေနဲ့လည်းလာပို့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကပန်းလိုက်ဆေးရုံအပါအဝင်နာမည်ရပုပ်ပလိကဆေးရုံ9ခုကိုစစ်ကောင်စီကပိတ်သိမ်းခိုင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပန်းလိုက်ဆေးရုံမြက်ချယ်ရီမြက်ဝေရှမ်းမင်္ဂလာမျိုးဆက်လန်ဒန်ဇီဝကငိမ့်ချန်စတဲ့ဆေးရုံတွေပိတ်သိမ်းခံလိုက်ရတယ်လို့သိရပါဗါတယ်။အဲ့ဒီတဲကပြည်ကြီးတကောမြို့နယ်ကလန်ဒန်ဆေးရုံဟာပြည်သူတွေအားထားနေရတဲ့ဆေးရုံဖြစ်ပါတယ်။ CDM ဆရာဝန်တွေကိုအလုတ်ခန့်တယ်၊ဒဏ်ရာရတဲ့လူနာတွေကိုဆေးကုပေးတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့စစ်တပ်ကမကြာခဏဝင်ရောက်ပြီးတော့စီးနှင်းရှာဖွေခံနေရတဲ့ ဆေးရုံတွေဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်ကျော်လောက်ကမှမန္တလေးမြို့ကဆေးရုံတွေကိုစစ်ကောင်စီတပ်တွေကညဘက်တိုင်းမှာဝင်ရောက်စီးနင်းတာတွေကိုပြုလုပ်ခဲ့ပြီးတော့ အခုလိုမျိုးစေယုံတွေပိတ်သိမ်းခံနေရတာလို့နှိစက်သူတွေကပြောပါတယ် CDM ဆရာဝန်တွေကိုဝင်ဆက်တာဒဏ်ရာရတဲ့ပြည်သူတွေကိုကုသပေးတဲ့နေရာမှာနယ်ဘက်ကပြည်သူတွေဆိုရင်စစ်တပ်ကမတင်ကြတော့ပိတ်သိမ်းတာလို့ကြားတယ်တချို့စေယုံတွေကတော့အခွန်တွေမတန်တဆတောင်းလို့မပေးနိုင်တာလို့ကြားတယ်လို့နှိစက်တဲ့သူတွေကပြောပါတယ်ပြီးခဲ့တဲ့တပတ်အတွင်းမှာပိတ်သိမ်းခံရတာလို့သိရပြီးတော့ဘလောက်ကြာကြာပိတ်သိမ်းမယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်2023ခုနှစ်ဇန်နဝါရီလကလည်း CDM ဆရာဝန်များကိုလက်ခံထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မန္တလေးမြို့က Public ကစေယုံ၅ယုံဖြစ်တဲ့ နန်းတော်ဆေးရုံမြို့တော်ဆေးရုံကန်းကော်ဆေးရုံစိမ်းပန်းဆေးရုံနဲ့ထပ်နေလင်းဆေးရုံတို့ကိုလည်း၅လကြာပိတ်သိမ်းကဆေးကန်းပန်ရှင်တချို့ကိုလည်းဖမ်းဆီးခဲ့သေးတယ်လို့သိရပါတယ်၂၀21ခုနှစ်ထဲမှာလည်းနာမည်ကြီးတဲ့ကင်ဆာရောဂါကုဆေးကန်းကိုချိတ်ပိတ်ကစစ်ကောင်စီကဆေးပစ္စည်းတွေကိုလူရယူဆောင်သွားတယ်လို့ဆေးအဝင်တွေကိုလည်းဖမ်းဆီးခဲ့တာမို့လို့လူနာတွေတေဆုံးတာတွေလည်းရှိခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရွှေညောင်မြို့မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းစစ်ရင်ထဲမှာပါဝင်တဲ့လူငယ်တအုပ်ဟာကျိုးဆွဲချပြီးတော့မိမိကိုယ်ကိုအဆုံးစီရမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီ၄ရက်နေ့မနက်9နာရီကျော်အချိန်မှာရွှေညောင်မြို့ဇလီဘားတုံးစစ်ရုံအနီးမှာရှိတဲ့ညောင်ပင်မှာစစ်မှုထမ်းစစ်ခေါ်ခံရတဲ့အသက်၁၉နှစ်အရွယ်လူငယ်ကမိမိကိုယ်ကိုဇွဲကြိုးချပြီးတော့တပ်သိမ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိတ်ဆုံးမှုဖြစ်ပွားတဲ့လူငယ်ဟာစစ်မှုထမ်းအပတ်စဉ်၁၀အတွက်တပ်သားတင်စစ်ခေါ်ခံရသူဖြစ်ပြီးတော့ ဖေဖော်ဝါရီလ15ရက်နေ့မှာသတင်းပို့ပြီးစစ်တပ်နှံအကြောင်းကိုတွားရောက်ရမယ်သူဖြစ်တယ်လို့သိရပါဗျ။သိဆုံးသွားတဲ့ကလေးကစစ်မှုထမ်းစီးရင်ထဲမှာပါလို့ဆင့်ခေါ်ခံထားရတာ15ရက်နေ့မှာတွားရမယ်မတွားခင်မိဘရောသူရောကစိတ်ညစ်နေကြရင်နဲ့အခုလိုဖြစ်သွားတာလို့သိဆုံးသူလူငယ်ရဲ့မိဘနဲ့ရင်းနှီးသူတွေကပြန်လည်ပြပြထားပါဗျ။အခုလိုမျိုးစစ်မှုထမ်းဆင့်ခေါ်ခံရမှုကြောင့်မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့လူငယ်ရဲ့သတင်းကိုပြင်ပမှာပြောဆိုခြင်းနဲ့မပြုတ်လောက်ကြရန်လူငယ်ဟာစစ်မှုထမ်းခံခြင်းကြောင့်မဟုတ်ပဲစိတ်ကြမ်းမာရေးမကောင်းမွန်ခြင်းသို့မဟုတ်အကြောင်းအရာတစ်ခုခုကြောင့် သူ့ဘာသာသူတက်တည်သွားခြင်းဖြစ်တယ်လို့ပြောဆိုရန်စစ်တပ်နဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကကြရည်သူမိသားစုဆွေမျိုးများကိုလာရောက်ဖိအားပေးနေတယ်လို့သိရပါဗျ။စစ်မှုထမ်းခိုင်းလို့တက်တည်တာမဟုတ်ဘူးလို့မိသားစုတွေကိုရက်ွက်လူကြီးတွေကလာပြောခိုင်းတယ်။အဲ့ဒီတော့မိသားစုကဖုန်းဝယ်ပေးဖို့ပတ်စံမပေးလို့ ကလေးကသူ့ကိုယ်သူတက်တည်တာလို့အပြင်းမှသတင်းပြန်လွှင့်ထားရတယ်လို့အဲ့ဒီရင်းနှီးတဲ့သူကပြန်လည်ပြောပြထားပါတယ်တောင်ကြီးမြို့နယ်မှာစစ်မှုထမ်းရတဲ့အတွက်အမျိုးသားများသာမကအမျိုးသမီးများကိုပါစရင်ကောက်ယူနေတဲ့အတွက်ပြည်သူများကြားမှာစိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကုတ်ခိုင်မြို့နယ်နဲ့နမ်ခမ်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကထောင်းထားတဲ့မိုင်းကိုနင်းမိပြီးတော့ကလေးငယ်၂ဦးသေဆုံးကပြည်သူတအုပ်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၂ရက်နေ့မနက်၁၇:၃၀မိနစ်ခန့်မှာ ကခိုင်မျိုးနဲ့နမ်ဆိုင်ကြီးရွာကကလေးငယ်၄ဦးဟာရေချောင်းအတွင်းမှာငါးတော့ဖမ်းနေတဲ့အချိန်လက်လုံမိုင်းနင်းမိပြီးတော့နှစ်ဦးတေဆုံးကနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုင်းနှင်းမှုဖြစ်စဉ်အတွင်းမှာအသက်၄နှစ်အရွယ်လွေအင်းတွင်နဲ့အသက်၅နှစ်အရွယ်မိုင်းအနိုင်တို့နှစ်ဦးတေဆုံးခဲ့ပြီးတော့အသက်၉နှစ်အရွယ်မိုင်းထွန်းအောင်နဲ့အသက်၈နှစ်အရွယ်မိုင်းအညိုလာတို့ဟာထိခိုက်ဒဏ်ရာရရှိကဆေးကုသရန်ဆေးရုံကိုပို့ဆောင်ပေးထားရတယ်လို့သိရပါတယ်။အလားတူပဲဖေဖော်ဝါရီလ၅ရက်နေ့မိုးလယ်၃:၃၆မိနစ်ခန့်မှာ နမ်ခမ်းမြို့နယ်နောင်တိန်ကြီးပါကအသက်62နှစ်အရွယ်ဦးကျိုင်ငိုးဟာကြံသွားဆိုင်တဲ့အချိန်အကြမ်းစစ်တပ်ကထောင်ထားတဲ့လက်ကျန်မြေမြုံမိုင်းတလုံးကိုခုတ်မိပြီးတော့ပောက်ကွဲမှုဖြစ်ပွားကပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာစင်မြင့်ရွာကိုအကြမ်းစစ်တပ်ကမိရှုဖျက်ဆီးမှုကြောင့်နေအိမ်16လုံးပြာကျခဲ့ရကြောင်းဒေသခံပြည်သူများကပြန်လည်ပြောပြထားပါတယ်။ ဖေဖော်ဝါရီလ၄ရက်နေ့မနက်၉နာရီခန့်မှာအုပ်ဖုံမြို့နယ်အပိုင်းဘကိုးရုံးမှအတွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခြင်းကြောင့်စစ်တပ်ဘက်ကထိခိုက်သေးဆုံးသူတွေများပြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဲ့ဒီနေ့မွန်လဲပိုင်းမှာခမရ6တရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများစစ်ကူရောက်ရှိလာပြီးတဲ့နောက်စစ်မြင့်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူဝိုင်းနေအိမ်16လုံးကိုမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းမင်ဂုံးကနေတက်လာတဲ့စစ်ခွေးတွေနဲ့စစ်မြင့်ရွာအနားမှာတိုက်ပွဲဖြစ်တာ၊နိုင်ဝက်လောက်ကြားတဲ့တိုက်ပွဲမှာစစ်ခွေးတွေဘက်ကစစ်ကြောင်းက တဝက်လောက်ပြုတ်သွားပြီးတော့အထိနာသွားလို့ခမရ6ကိုစစ်ကူခေါ်လာလို့သိရတယ်အဲ့ဒီစစ်ကူလာတဲ့စစ်ခွေးတွေကစေမြင့်ရွာကိုဝင်ပြီးတော့ပြည်သူပိုင်းနေအိမ်16လုံးကိုမိရှို့ဖျက်ဆီးသွားတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်စစ်ကူထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်ဘက်ခူးနေတဲ့ပြည်သူများကိုလည်းအကြောင်းမဲ့ရိုက်နှက်ပြီးတော့ပြည်သူဝိုင်းကားနှက်ဆီးကိုချောဆွဲကတိုက်ပွဲအတွင်းမှာတေဆုံသွားတဲ့စစ်သား6ဦးနဲ့ဒဏ်ရာရတဲ့စစ်သား15ဦးကိုတေဆောင်ကအုပ်ဖို့မြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ